မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထူးသတင်းဦးများကိုအချိန်နဲ့တပြေးညစ်တင်ဆက်ပေးနေရမယ်ဖြစ်ပါရရှင်။အခုတခါပရမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အရေးပေါ်အခြေအနေကြီးညာတာရေးစစ်မှုရန်တပ်သားများနှစ်နှစ်ထက်ပိုမိုတာဝန်ထမ်းဆောင်ရမည်ဟုစစ်တပ်အတွင်အသိပေး။နှစ်နှစ်ပြည့်စစ်မှုရန်တပ်သားများကိုအကြက်ရာတို့များပေးမည်ဖြစ်ပြီးဘွဲရဆိုလင်းဘိုးတင်နှန်းတက်ခွင့်ပေးမည်ဟုမလုံးပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ ဆရာနာသိမ်မှုကြောင့်အရေးပေါ်အခြေအနေကျေနပ်ထား၍စစ်မှုရန်တပ်သားများအနေဖြင့်နှစ်နှစ်ထက်ပိုမိုတာဝန်ထမ်းဆောင်ရမည်ဟုစစ်တပ်အတွင်အတည်ပြုမှုများလှုံ့ဆော်လာကြောင်းစစ်မှုရန်တပ်သားအတိုင်းဝိုင်းကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် 2024ခုနှစ်မေလတွင်စစ်မှုရန်ပတ်စင်တက်တက်ရောက်ခဲ့ပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်တွင်တာဝန်ချထားခြင်းခံရသည့်စစ်မှုရန်တပ်သားတချို့ကိုစစ်ကောင်စီတပ်မှတရင်မှုများကနိုင်ငံတော်သည်လက်ရှိတွင်အရေးပေါ်အခြေအနေကြေညာထားကြောင်းပုံမှန်အားဖြင့်ပြည်သူစစ်မှုတန်းဥပဒေအရစစ်မှုရန်တပ်သားများအနေဖြင့်နှစ်နှစ်တောင်အထံဆောင်ပြီးလင်စစ်မှုရန်တောင်ပြီးဆုံးပြီဖြစ်တော်လေလက်ရှိတွင်နိုင်ငံတော်မှာရေးပေါ်အခြေအနေကြေညာထားသည့်ဖြင့်စစ်မှုတန်းရမည့်တပ်တန်းမှနှစ်နှစ်ထပ်ပုံမှုမည်ဟုအသိပေးလာခြင်းဖြစ်ကြောင်းသိ ရှိရသည်စစ်မှုရန်ပတ်စင်တင်စင်တွေကလာမယ့်2026ခုနှစ်မေလမှာစစ်မှုရန်တက်တန်းနှစ်နှစ်ပြည့်မှာပါ ပင်လောင်ဘက်မှာတာဝန်ကျတဲ့စစ်မှုရန်အပတ်စဉ်တည်ဆင်းတင်နန်းသားတချို့ကတော့တရင်မှုတွေကနိုင်ငံတော်ကရေးပေါ်အခြေအနေကြီးညာထားလို့နှစ်နှစ်ပြည့်ရင်လဲဆက်လက်တာဝန်ထမ်းဆောင်ရနိုင်တယ်ဆိုတာကိုဒါဘာစည်းဝေးမှာအတည်ပြုတယ်ဟုစစ်မှုရန်တင်နန်းအပတ်စဉ်တည်ဆင်းတပ်သားတို့၏မိခင်ဖြစ်သူကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်ထို့ပြင်စစ်မှုရန်တပ်သားများအနေဖြင့်စစ်မှုရန်တပ်နှစ်နှစ်ပြည့်ပြီးပါကဆက်လက်တာဝန်ထမ်းဆောင်ရင်းဒူတက်ချက်တက်ချက်နဲ့တက်ချက်ကြီးရာတို့များကိုပေးရမည်ဖြစ်ပြီးဘွေရများဆိုရင်းအလုံးတင်ဖို့တင်နန်း များတို့လျှောက်ထားနိုင်ရန်ထောက်ခံပေးမည်ဖြစ်ကြောင်းအခြေခံပညာတက်တန်းကျောင်းပြီးဆုံးထားသူများကိုလည်းပညာသည်တက်ကြသည့်သင်တန်းကျောင်းများတို့တက်ရောက်နိုင်ရန်ထောက်ခံစီစဉ်ပေးမည်မလုံးပေးလာကြောင်းသိရှိရသည် တက်သေးမှကိုရရဆွေဖြီတော့ဘွဲရနဲ့တက္ကသိုလ်ဝန်ထမ်းအောင်တွေဆိုရင်စင်မိုရန်နှစ်နှစ်ပြေးပြီးတာနဲ့ဘိုးတင်နန်းနဲ့အလုတ်တင်ဘိုးတင်နန်းတွေတက်ခွင့်ပေးမယ်အလေရန်နဲ့အထက်တန်းအောင်တွေကိုတော့အချက်ကြီးပညာတဲ့တင်နန်းဆောင်တွေကိုတက်ခွင့်ပေးမယ်တက်ချက်ကြီးစီရေးဖြစ်သွားလို့ရှိရင်နိုင်ငံသားမှစစ်တမ်းမှုတွေနဲ့လိုက်ပါတာဝန်ထမ်းဆောင်ရမယ်ဆိုပြီးတင်နန်းဆောင်အုပ်ချုပ်သူတွေကပြောပါတယ်စစ်တပ်ထဲမှာတလန်းတွေအများကြီးရှိတယ်လို့ပြောတယ်သူတို့ပြောတဲ့ပုံစံအရကတော့စစ်မှုထမ်းနှစ်နှစ်ပြေးပြီးလဲထွက်လို့ရမယ်ပုံတော့မရှိဘူးဟိုဘုံမြို့ တက်မရောကွန်ပျူတာနဲ့နေပညာသိပ္ပံကျောင်းမှစစ်မှုရန်သင်တန်းစဉ်9စဉ်တက်သားတို့ကရန်ကုန်ခေတ်တည်ရင်ဌာနတန်းတို့ Facebook လူမှုကွန်ရက်မစင်ဂျာမှတစဉ်ပြောဆိုသည်အကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ထားသောပြည်သူစစ်မှုရန်ဒီအိုဘရီပုံမှန်49ကိုရင်နိုင်ငံတော်တွင်ကာဝယ်ရေးနှင့်အလုံးစုံရေးအခြေအနေပေါ်ပေါက်လာပါကအရွယ်ရောက်သူအလုံးကိုဖြစ်စေတချို့ကိုဖြစ်စေပြည်သူစစ်မှုရန်တောင်းထန်ဆောင်ပြီးသူအလုံးကိုဖြစ်စေအချို့ကိုဖြစ်စေစစ်စည်းရုံးခြင်းအမိန့်ထုတ်စစ်စစ်မှုထမ်းခိုင်းမည်ဖြစ်ကြောင်းပြဋ္ဌာန်းထားသည် ဆက်လက်ပြီးမင်းအွန်လိုင်းအပြည့်ရဲ့ရေးဆိုတဲ့မှာဆိုတဲ့တဲ့ရင်ဆောင်မကိုတင်ဆက်ပေးပါမယ်ရှင်။ ်လက်ရှိတွင်နိုင်ငံတကာမှပေးပို့သောအကူအညီများသည့်မန္တလေးနှင့်နေပြည်တော်တွင်သာစုပေါင်းနေပြီးစကိုင်းအပဝင်အခြားဒေသများသို့မဆိုသလောက်သာရောက်ရှိနေသေးသည်ဟုသိရသည်လက်ရှိမင်းအောင်လိုင်အပြည့်ကက်ရထားပေးမှုမှဆွေးနွေးပွဲစီသို့ဦးတည်လဲမျိုးမျောလင့်ချက်ထားခဲ့သူများလည်းမှန်းချက်နှင့်နှမ်းတွင်မကိုက်ဖြစ်ကုန်ကြသည်နှစ်ဖက်အလွတ်တဘောဆက်သွယ်ညီနိုင်ခြင်းလည်းမရှိကိုယ်တဘောနှင့်ကိုယ်လူကြားကောင်းအောင်နိုင်ငံတကာသတင်းစာမျက်နှာများတွင်ပါယုံလောက်လှုပ်လာကြခြင်းမျိုးသာဖြစ်သည်ဧပြီလ30ရက်အထိအပြည့်ရထားသည့် ိုတော့လေယမန်နဲ့ဇူလိုင်10ရက်နေ့ကလေးက TNL သိမ်းပိုက်ထားသောနောင်ချိုကိုပြန်၍တိုင်နိုင်ရန်ထိုးစစ်ကြီးကိုပြင်ဆင်နေသည်ဟုစစ်တပ်နှင့်နှိစက်သောသတင်းရက်ကွက်များအားကိုကားပြီး TVB ကဆိုသည်နောင်ချိုမြို့တောင်ဘက်မိုင်20กว่าရှိတောင်ကန်ဒေသသို့မြင်းကလင်းလှုပ်ပြီး၄ရက်အကြာတွင်ဒရုန်းများစစ်ကူများရိုက်ကများအလုံးရင်နှင့်ပေးပို့နေသည်ဟုလည်းပါရှိသည်ရန်ကုန်ရှိခမာယာစစ်တပ်နှင့်လာရှိုးတို့ရောက်ရှိလာမည်တိုင်ရင်များပူးပေါင်းပါဝင်မည်ဟုသိရသည်ဤဒီကိုလက်ရှိလာရှိုးအောက်ချုပ်နေသည့်တရုတ် က်များကလက်ခံမည်လားဆိုသည်ကိုစောင့်ကြည့်ရပေမည်။တောင်ခံတွင်မဆိုသလောက်အောင်ပွဲများရလာ၍သွေးကြလာပုံရသည်။တသက်လုံးစစ်တိုက်စားလာ၍တိုက်ရိုက်ခတ်ရလက်နက်အင်အားပြေဆုံးလာသည်ဖြင့်မြည်သူမှချေမုံနိုင်ခြင်းရှိမည်မဟုတ်ဟုပြည်ပမှဆေးရွေးကြမ်းကျင်သူများခံမှန်းထားခဲ့တော်လဲ။လေးနှစ်အတွင်း၎င်းတို့စိတ်ချလက်ချသွားနိုင်သည့် area သည်တနိုင်ငံလုံး25ရာခိုင်နှုန်းသာရှိတော့အောင်ပြည်သူဘတ်တော်သာတော်လိုင်းတက်များကအစွမ်းပြနိုင်ခဲ့ပြီဖြစ်သည်။များရီကိုတင်ရန်အကြနာပြင်ဆင်လာသောအောင်စရာစစ်ကြောင်းတွေလည်းတေသူတေ ထွက်ပြေးသူထွက်ပြေးလက်နက်ချသူချနဲ့ပြုတ်ပြုတ်ပြုံးကုန်ပြီးစကားတွေပင်ထဲမပြောကြတော့ပေငင်းချင်ရဲ့အတွက်လန်းခင်းမိသည့်စကားသံတစ်လုံးတစ်ပါးသာမှထွက်မလာပဲရှမ်းမှုသည့်မြည်သည့်လှူရှာမှုကိုမစိုးလက်တုံပြန်ပြီးရွှေကောက်ပွဲလုံးမျိုးလေးတန်းပြင်းနေစေပင်ဖြစ်သည်ထိုနေသားများကိုကျင်းလင်းစစ်ကောင်းဆောင်များသည် ၎င်းတို့၏အာဏာကိုဆက်၍ထိန်းချုပ်သွာလာနိုင်ရေလောက်သာစိတ်ဝင်စားနေသည်ကိုအထင်ရှားတွေ့လာရသည်ရွှေကောက်ပွဲလုပ်ပြီးလွှတ်တော်ခေါ်ဖို့နေရာပင်မရှိတော့လမ်းဘေးတဲထူပြီးကျင်းပရမည်လွှတ်တော်မျိုးဖြစ်နေသည်ရွှေကောက်ပွဲဝင်ပြီးဆိုသောနိုင်ငံ၏ပါတီများလည်းယခုမြင်ကလေးတွင်မြည်တို့ကူညီနေပါသည်ဟုတရင်ထွက်မလား၎င်းတို့အဖို့ကတကူတကမဲဆွေရမည်မလိုတော့သည့်ရွှေကောက်ပွဲမျိုးကိုဆင်နွှဲရမည်ဆိုသည်ကိုသိထား၍လည်းဖြစ်မည်ထင်နေသည်စကိုင်းဒေသခံများအစိုးရငလင်းလုပ်ပြီးဆယ်ရက်ကြာသည့်အထိ အကူအညီများရောက်မလာခဲ့ဟုပြောကြောင်း New Humanitarian အဖွဲ့ကဆိုသည် လူဦးရေ9.3တန်းသန်းရှိစကိုင်းဒေတာခြေသိတနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်စစ်တဲဤလေးချောင်းနဲ့လက်နက်ကြီးများပြက်ခတ်တိုက်ခိုက်မှုအများဆုံးခံခဲ့ရသည်ဟုဆိုသည်ရခိုကအပူချိန်44ဒီဂရီစင်တီဂရိတ်ထိရှိလာနေပြီးပိမိသေးဆုံးသွားသူများအနှံ့အသက်များရှိနေသေးတော့ညာလဲထေသခံစေတနာဝန်ထမ်းအဖွဲ့များကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် NGO များမလေးရှားမှဆေလွတ်ထားသောအဖွဲ့ဝင်69ဦးပါမြေပြင်ဆေးရုံတို့သာကြန့်ရှိတော်သည်၎င်းတို့အားလုံးသည်လဲစစ်ကောင်စီခွင့်ပြုချက်ပေးမှသာလှုပ်ရှားနိုင်စွမ်း ရှိနေ၍အခက်အခဲများစွာနှင့်ရင်ဆိုင်နေရဆဲဖြစ်သည်။ကျန်းမာရေးနှင့်တကူရေးတန်ရှင်မှုပြဿနာသည်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာနေသည်။အထူးသဖြင့်ဝမ်းရောဂါအဆိုင်ရောဂါများဖြစ်များလာသည်။စီးကျူနှင့်သွေးတို့ဝေဒနာရှင်များပုံမှန်တောက်သုံးနေကြဆေးဝါးများလည်းအကြီးကျယ်ပြက်လက်လာနေသည်။စက်ကောင်စီတပ်များသည်ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုသည်မဆိုသလောက်သာရှိနေ၍ကုညီထောက်ပံ့မှုများပေးပို့နေမှုများအားပိတ်ဆို့နေသည်ဆိုသည်မှာပုံကြီးချဲ့နေခြင်းဟုလည်းပြောဆိုမှုများရှိနေသည်။၎င်းတို့ဘက်ကလှုပ်တဲ့လှု ုပ်ထိုက်သည့်တာဝန်များပြက်ကွက်နေသည်ကတော့အမှန်ပင်ဖြစ်သည်။၎င်းတို့အာနာသိမ့်မီချင်းကစာ၍နိုင်ငံ၏ဖွံ့ဖြိုးမှုသည်နေပင်အလုံးတွင်ဆော့ရွတ်ကြဆင်းသွားခဲ့သည်ကိုကြည်ကအစမ်းတကျေတော့မဟုတ်ပေ။ပြည်သူတို့၏တွန်းလှန်စစ်မုတ်ချအောင်ရမည်။ ဆက်လက်ပြီးပခုတ်ကူရင်ဘုံချင်းရင်လာတဲ့စစ်တပ်စစ်တပ်လေးတီတစီကိုပြစ်ချနိုင်ခဲ့ဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပခုတ်ကူမြို့နယ်ရင်းချေးရွာများကိုဘုံချင်းရင်လာတဲ့အကြမ်းဖက်စစ်တိတ်စစ်တပ်လေးတီတစီကိုပြစ်ခတ်ခဲ့ရာခြေထိမှန်ပြီးဆက်ချိုရင်ကပြတ်ကျခဲ့ကြောင်းဘာမာ Revolution Rangers မှတရင်နှင့်ပြန်ကြားတဲ့အတန်းကကိုတီမိုကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် ဧပြီလ23ရက်နေ့ညနေ9:30မိနစ်ခန့်ချိန်ပခုတ်ကူမြို့နယ်တမတရားတက်မှတက်လာတော့ကျန်းဘတ်စတိတ်ဆက်တက်လေးဒီ3စီကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာတစည်းမှကြီးထိမှန်ပြီးဆက်ချိုရင်းကပြတ်ကျခဲ့ကြောင်းသိရသည်။ ထို့သောဆက်ချိုရွေမင်းဆက်တက်လေတွေကြာရောက်လာသောနေရာကို Burma Revolution Rangers တပ်ဖွဲ့နှင့်အတူတော်လိုင်းတပ်ဖွဲ့များကတွားရောက်ရှာဖွေရှင်းလင်းခဲ့ရာတော်လိုင်းရဲဘော်များရောက်ရှိချိန်တိုင်းအစံဖက်စစ်ကောင်စီတပ်သားများအင်အားလုံးရင်းဖြင့်တက်လာသောကြောင့်ဆက်တက်လေတွေကိုယူဆောင်လာနိုင်ခြင်းမရှိသောကြောင့်မိရှုရှင်းလင်းခဲ့ကြောင်းသိရှိရသည်။အဆိုပါဆက်တက်လေတွေမောင်းနေလာသူကိုလည်းတော်လိုင်းတပ်ဖွဲ့များကလိုက်လံပစ်ကတ်ဖမ်းဆီးခဲ့တော့လေထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။ ကျွန်တော်တို့လက်နက်ငယ်ရင်းနဲ့ပြက်ကတ်တာတစည်းကိုထိမှန်ပြီးဆက်ချုပ်ရင်လို့မြေပြင်ကိုဆင်းလာတာကျွန်တော်တို့ကလိုက်ပြီးတော့ရှာတာပေါ့ရှာပြီးတော့ဒီဥစားရရင်လည်းယူမယ်ဆိုပြီးအကုန်လုံးသွားကြတာလူကတော့ထွက်ပြေးသွားတယ်မတွေ့လိုက်ဘူးဒီဥစားကိုယူမလို့လုံးနေတော့မြို့နယ်တွေကထွက်လာတဲ့ခွေးတွေရောအကုန်လုံးကားတွေရောတန်ကြပ်ကကားတွေရောစစ်ကားကြီးတွေရောပါတယ်အင်အားတရာကျော်တယ်ထွက်လာတယ်ကျွန်တော်တို့လည်းဘလို့မှယူချိန်မရှိတာနဲ့ပါတဲ့အဖိုးတွေလည်းမဖြုတ်ဘဲနဲ့အားလုံးအကုန်လုံးကိုမီးပုံရှိုးခဲ့လိုက်တာအုတ်ထုတ်တလုံးတော့ယူခဲ့တယ်ဖြုတ်ချိန်လည်းမရတာပါ အချိန်မီကတော့မီးရှို့ရှင်းလင်းခဲ့ရတာဟုဘာမော့ Revolution Rangers မှတရင်နှစ်ပြန်ကြားရေးတောင်ငန်ကိုတီမိုးကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုဘာမော့ Revolution Rangers တပ်ဖွဲ့နဲ့တူပကုတ်ကူ People Defense Force PPDF တို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အပြစ်ရကျညာထားပေးမယ့်ဖားကန့်ဒေတာကိုအင်အားထောင်ချီသုံးပြီးစက်ကောင်စီထိုးစစ်ဆင်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ကချင်ပြည်နယ်ဖားကန့်ဒေတာဘက်ကစက်ကောင်စီကအင်အားထောင်ချီသုံးပြီးစစ်ကြောင်းနှစ်ခုခွဲကထိုးစစ်ဆင်နေတယ်လို့ကချင် News Group ကဖော်ပြထားပါရယ်။ယခုလာဇန်မိုင်ကအင်းတော်စီဘက်ကနေစစ်ကြောင်းထိုးလာတဲ့စက်ကောင်စီတပ်ဖွဲ့နဲ့တနိုင်းလီတို့လမ်းမှာပေါ်လဝါချေရွာမှာစစ်ကြောင်းထိုးနေတဲ့စက်ကောင်စီတပ်ဖွဲ့တွေကဖားကန့်ဒေတာကိုဦးတည်ပြီးထိုးစစ်ဆင်လာတယ်လို့ KI ိုသတင်းပြန်ကြားရေးတာဝန်ခံဘူမူချီနော်ဘူက KNG ကိုပြောပါရယ်စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာတဲ့အတွက်ဖောက်ကက်မြေကြီးနာလမ်းကြောင်းတွေကို KNG ဘက်ကဧပြီလ24ရက်ကစပြီးယာယီပိတ်ထားသလိုနမတီမြို့အထက်ကမရန်ကတ်တောင်စစ်ကောင်စီဂိတ်ကလည်းလမ်းပိတ်ဆို့ထားတယ်လို့ဆိုပါရယ်ထို့ပြင်ဖောက်ကန်ကိုစစ်ကြောင်းထိုးဖို့ယူဆရတဲ့စစ်ကောင်စီတပ်အင်အား900ခန့်ကအတွမ်းပုံချောင်းကနေလဝအထိစစ်ကြောင်းသုံးခုခွဲပြီးရှင်နေကအရေးထဲမှာစစ်ကောင်စီလောက်ခံပြည်သူ့စစ်အဖွဲ့တွေပါဝင်တယ်လို့မျက်မြင်တွေ့တဲ့ ကားသမားတွေကပြောပါရယ် နောက်ထပ်စစ်ကောင်စီတပ်တွေကလည်းမိုးညင်းမြို့နယ်အင်းတော်ကြီးဒေသဘက်ကနေဖားကန့်ကွေးခါဘက်ကိုစစ်ကြောင်းတုံနေပြီးအင်းတော်ကြီးဒေသလုံးတုံနဲ့စနန်းကုန်းချင်းရတွေကိုပုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းငလင်းတဲ့ပြည်သူတွေပြန်လည်ထူထောင်ရေးအရှိန်ဟုန်မြင့်ကူညီပေးဖို့ကောင်းစင်နေဧပြီလ30ရက်နေ့တည်းအပြစ်ကက်ရက်စဲရေးကာလကိုထပ်တိုးဖို့စစ်ကောင်စီကကြေညာထားခဲ့ပေမယ့်ကချင်ဒေသမှာတော့ပုံကျဲတိုက်ခိုက်တာတွေနေစဉ်လုံးနေတယ်လို့မြေပြင်စစ်ကြောင်းနေနေပါထိုးစစ်ဆင်နေရပဲဖြစ်ပါတယ်။